နိုင်ငံတော်အစိုးရကဝန်ထမ်းတွေကိုရက်ရှိအားလျက်တွေတက်မှတ်ပေးခြင်းကတိုင်းပြည်အတွက် GDP ကျဆင်းတယ်လို့ခေးသွားလုပ်ငန်းရှင်တို့ကထုတ်ပြကြပါဗါတယ်။အစိုးရကရက်ရှိအားလျက်တွေတက်မှတ်ပြီးဟိုတယ်နဲ့ခေးသွားလုပ်ငန်းကိုမြင့်တင်ဖို့စ조사လျက်ရှိနေပါဗါတယ်။ဒါပေမဲ့တခြားတစ်ဖက်မှာတော့ရက်ရှိပေးရတွေကြောင့်ဝန်ထမ်းတွေလောအားတွေကိုလုပ်ငန်းရှင်တွေရရှိမှုနဲ့တော့ကောင်းတော့လုပ်ငန်းတွေကျဆင်းပြီးတိုင်းပြည်ရဲ့ GDP ကကျဆင်းသွားနိုင်တယ်လို့ခေးသွားလုပ်ငန်းရှင်တို့က CNN သတင်းထံကိုပြောပါဗါတယ်။တိုင်းပြည်ကဆင်းရဲနေတဲ့အချိန်မှာ GDP ပါကျတာပေါ့ဗျာအလုပ်မလုပ်ကြတော့ဘူးလူတွေကဟိုပိတ်ရတဲ့နေနဲ့ပြန်နေကြတယ်ဆိုတော့ဟို GDP ကတော့တိုးတက်ခွာတာပြည့်မရှိဘူးပေါ့နော်တိမက်ဖြစ်တာပေါ့ဖျောက်မှုတွေတော့အများကြီးရှိတာပေါ့တဖက်မှာလည်းနိုင်ငံတော်အစိုးရကရရှိအားလျက်တွေဝန်ထမ်းတွေတို့သတ်မှတ်ပေးခြင်းကဟိုတယ်နဲ့ခီးသွွားကဏ္ဍအပါအဝင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်တဖက်တလန်းကအထောက်အကူပြုတယ်လို့ဟိုတယ်လုပ်ငန်းရှင်များအတင်းမှာအထွေထွေအသွင်ရေးမှုဦးနေအောင်ကစီရင်တင်ထဏာကိုပြောပါရယ်အဲဒါလည်းပဲအထီးရောက်ပါပါဘာပဲဖြစ်နေပါစေသူကဒီရုံးပိရက်ကိုတတ်မှတ်ပေးလိုက်တဲ့အတွက်ရရှိရုံးပိရက်တတ်မှတ်ပေးတာဖြစ်တဲ့အတွက် ကျွန်တော်တို့ဘယ်လိုပဲဖြစ်နေပါစေဒါရုံးပိတ်ထားတာဒီလိုပြောတာဌာနနိုင်ငံတော်အစိုးရဝန်ထမ်းတွေအပြင်ဒါကျွန်တော်တို့ရုံးလုပ်ငန်းကုမ္ပဏီလုပ်ငန်းမှာလုပ်ကံတဲ့ဒီဝန်ထမ်းတွေတော့တခါလုပ်ငန်းရှင်မိသားစုတွေပဲပေါ့နော်ဟိုဆိုအားလည်းအချိန်တစ်ခုထွက်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပေါ်မှာလည်းပဲဒါခီးပွားလာဖို့အတွက်ကဖွင့်လန်းတစ်ခုပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးနိုင်ငံတော်သတ်မှတ်လိုက်တဲ့အတွက်လည်းပဲကျွန်တော်တို့ခီးစွာကဏ္ဍဟိုတယ်ခီးစွာကဏ္ဍဟိုစီးပွားရေးတိုးတက်ဖို့အတွက်လည်းပဲဒါအများကြီး အောက်ဘူးဖြစ်ပါလေအောက်ဘက်လည်းဖြစ်ပါလေဟိုတယ်နဲ့ခီးသွားလုပ်ငန်းရက်တည်လဲပတ်တဲ့အခါမှာနေမီတင်းရဲ့အေးချမ်းမှုမရှိခြင်းလုံခြုံစိတ်ချမှုမရှိခြင်းလမ်းပန်းဆက်တွေရဲ့အဆင်မပြေခြင်းစတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရတယ်လို့လုပ်ငန်းရှင်တွေကထုတ်ပြကြပါတယ်။လက်ရှိအခြေအနေမှာနိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွေကြောင့်စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့အတွက်ဖိအားများစွာရှိကြောင်းဟိုတယ်လုပ်ငန်းကဏ္ဍမှာနိုင်ငံခြားသားခီးသွားတွေဝင်ရောက်မှုကနေမီတင်းရဲ့ရင်းနဲ့နိုင်ငံရေးအခြေအနေပေါ်မှာမူတည်နေတယ်လို့ဟိုတယ်နဲ့ခီးသွားလုပ်ငန်းရှင်တွေကထုတ်ပြကြပါတယ်။